မင်္ဂလာပါရှင်ခေတ္တတယ်လီဗီရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့တန်တောင်ကြီးရှိစစ်တပ်ကြီးတိုက်ခိုက်ရေးသင်တန်းကြောင့်ရှော့တိုက်တုံးမြင့်ပစ်ခတ်မှုဗိုလ်မှူးတချုပ်အပါအဝင်စစ်သား9ဦးသေဆုံးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တရင်ပြည်နယ်တန်တောင်ကြီးမြို့နယ်ဘရင်နောင်တပ်မျိုးရှိတမတော်ကြီးတိုက်ခိုက်ရေးကြောင့်ဘရင်နောင်ကိုရှော့တိုက်တုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာဗိုလ်မှူး3ဦးအပါအဝင်စစ်သား9ဦးသေဆုံးခဲ့ကြောင်း ဖရီဝါရီဖော်မြန်မာ BWN အဖွဲ့မှတာဝန်ရှိသူတို့ကသတင်းဌာနသို့ပြောကြားပါတယ်။မေလ19ရက်နေ့နနက်9:30မိနစ်ကတန်တော်ကြီးမြို့နယ်ဘရင်နောင်တက်မြို့ရှိစစ်ကောင်စီ၏တပ်မတော်ကြီးတိုက်ခိုက်ရေးကြောင့်ဘရင်နောင်အတွင်သို့100မမရှော့တိုက်တုံး၅လုံးဖြင့်ပစ်ခတ်ရာ၄လုံးကိုအောင်မြင်စွာပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ကြောင်းသိရပါတယ်။ ထို့သောတိုက်ခိုက်မှုအတွင်တင်နန်းသားအရာရှိပုံမှုခုနှစ်ဦးစိုးရင်ပွဲအဆင့်တရားရရှိခဲ့ပြီး၎င်းတို့ကိုတက်မတော်စစ်ဆေးရုံသို့ပို့ဆောင်ကူတာစေ၃ဦးသေဆုံးသွားကြောင်းထို့ပြင်ကျောင်းအုပ်ကြီးလုံးချုပ်ရေးစစ်သည်၂ဦးဒုတက်ချက်၂ဦးတို့ဖွဲ့ချင်းပြီးသေဆုံးခဲ့ရာစုစုပေါင်းသေဆုံးသူခုနှစ်ဦးရှိကြောင်းသိရပါတယ်ထို့ပြင်ကျောင်းအုပ်ကြီးနေအိမ်ကားကိုတောင်နဲ့ကားအကြီးနှစ်စီးတည်ရင်မှုတင်နန်းသားအရာရှိအိတ်ဆောင်များဖြစ်သောအင်ဂျင်ဆောင်ဒဇင်ဆောင်နှင်းစီဆောင် ကျောင်းပဟိုကင်းကင်းသားအိတ်ဆောင်ထိမှန်ခဲ့ပြီးတနက်တင်စဉ်6ခုကျောင်းဌာနချုပ်လက်နက်တိုင်မျက်နှာကျပ်ပွင့်ထွက်၍လက်နက်များထိခိုက်မှုရှိခဲ့ကြောင်းကျောင်းပဟိုကင်းကျောင်းသားအိတ်ဆောင်ထိမှန်ခဲ့မှုကြောင့်စစ်သည်3ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရပါသည် PWN အဖွဲ့ကထုတ်ပြန်ပြောဆိုသောစစ်တပ်ဘက်မှတိုက်ဆုံးထိခိုက်မှုများအပေါ်သတင်းဌာနကတရားအတည်ပြုနိုင်ခြင်းမရှိသေးပေအဆိုပါတိုက်ခိုက်မှုကို Brave Warri for မြန်မာ BWN အဆိုပါတိုက်ခိုက်မှုကို Brave Warri for မြန်မာ BWN Anti-Coup People Liberation for ACPLF Mountain Knight Civilian Defense for MKCDF KNLA တပ်မဟာနှင့်တရင်ကားတို့ပူးပေါင်းပြီးတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ် စစ်ကောင်စီတမတော်ကြီးတိုက်ခိုက်ရေးကြောင့်ဗရဲနောက်တီအောင်မြမပြည်ရှိတက်ရင်တက်ဖွဲ့အသီးသီးကိုဥဆောင်နေကြသောအရာရှိများအတွက်တက်စုမှုတက်ခွဲမှုနှင့်တက်ရင်မှုတင်နှံများပေး၍တိုက်ခိုက်ရေးပညာကိုအဓိကသင်ကြားပေးနေသည့်တိုက်ခိုက်ရေးတင်နှံကြောင့်ဖြစ်ပြီးစစ်ရှုံးကောင်စီဤဩစာခံ၍ဖြီသူလူလူကိုနှီးမျိုးစုံဖြင့်နှိပ်စက်ရန်စစ်ကောင်စီရန်ရယာကိုအမိန်ပေးကုတ်ကဲနေသောစစ်ကောင်စီအရာရှိများကိုဖြီသူကိုစာတံပြန်တိုက်ခိုက်ရန်ရည်ရွယ်၍ BWN နှင့်မဟာမိတ်များက BWN Mission 38ကိုဖော်ဆောင်ရခြင်းဖြစ်ကြောင်းအသိပေး ေးထားပါတယ်ဆလပီနောင်ချိုမြို့နယ်ဟိုခိုရွာကိုစစ်ကောင်စီပုံကျဲတိုက်ခိုက်ဓနုတက်လှူရှားရာကြောက်ကူဒေသကိုအစိမ့်ငွေပုံနဲ့လက်နက်ကြီးများဖြင့်တိုက်ခိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။အဖြစ်ရထားသည့်ဆိုသည့်စစ်ကောင်စီတပ်ကရှမ်းပြည်နယ်မြောက်နောင်ချိုမြို့နယ်ဟိုခိုကျေးရွာကိုဂျက်ဖိုက်တာဖြင့်ပေါင်250ပုံတလုံးကျဲချတိုက်ခိုက်ခဲ့ကြောင်းတအောင်းတမတော် TNL ကထုတ်ပြန်ပါတယ်။စစ်ကောင်စီတပ်သည်ယမန်နေ့မေလ20ရက်ညနေ4နာရီကျော်တွင် PSLF TNLA အုပ်ချုပ်သောဟိုကိုကျေးရွာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေကြောင်းမှပုံကျဲခဲ့ခြင်းဟုဆိုပါရယ်အဆိုပါဘုံကြောင့်ဒေသခံပြည်သူ၏နေအိမ်တလုံးထိမှန်ပျက်စီးဆုံးရှုံးခဲ့ရကြောင်းဖော်ပြထားပါရယ်ပြီးခဲ့တဲ့မေလ18ရက်ကလည်းနောင်ချိုမြို့နယ်ဒိုးပင်အုပ်စုရတနာတိန်ကြီးကျေးရွာအနီးကိုလည်းပေါင်150ပုံ6လုံးကျဲချတိုက်ခိုက်ခဲ့သေးသည်ထို့ပြင်မေလ17ရက်ကနောင်ချိုမြို့နယ်အတွင်းရှိရှဲဆန်တပ်ထုကုမ္ပဏီအားတလီရန်ပြပေါင်900ဘုံနှလုံးကျဲချတိုက်ခိုက်မှုတွင်ကုမ္ပဏီအုံပြုနေသောဗဟိုတစီ တထုထုတ်ဆက်တလုံးစက်ပစ္စည်းများထားရှိသောဂိုဒေါင်တလုံးနှင့်အခြားသောပစ္စည်းများစွာထိမှန်ပျက်စီးခဲ့ပြီးစုစုပေါင်းကာလတန်ဖို့တရုံငွေတသန်း6သိန်း8000ယွမ်ပျက်စီးဆုံးရှုံးခဲ့တယ်ဟု KNL ကအသိပေးထားပါတယ်။တရုတ်အစိုးရကြားဝင်မှုဖြင့်စစ်ကောင်စီနဲ့ TNL အကြားအပြစ်ရစဲရေးဆွေးနွေးအပ်ပြီးစစ်ကောင်စီကနောက်ချိုအပါအဝင် TNL ထိန်းချုပ်ပြူရများကိုလေကြောင်းပုံကျဲတိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်နေခြင်းဖြစ်ပါတယ်။နောက်ချိုမိုးကုတ်၊ကြောင်မဲ၊မိုင်းကောမန်တုံမြို့နယ်များကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်ခဲ့သည့်အပြင် drone ဖြင့်တိုက်ခိုက်မှုများလှုံ့ဆော်ခဲ့၍ ြည်သူသေဆုံးထိခိုက်မှုများရှိခဲ့ပါတယ်။တပ်ဖက်တွင်စစ်ကောင်စီကငလင်ပေးအကြောင်းပြပြီးဘီလကောင်အထီးအပြည့်ရစဲကြောင်းကြေညာထားတော်လဲ PSLF DNLA အုပ်ချုပ်သောမြို့နယ်များကိုရေပြင်ထိုးစစ်ဆင်ခြင်းရည်ရွယ်ချက်ရှိရှိလက်နက်ကြီးများပစ်ခတ်ခြင်း drone လေကြောင်းတို့ဖြင့်နေစဉ်တိုက်ခိုက်လျက်ရှိတယ်ဟု KNLA ကအသိပေးပါတယ်။ထို့ကြောင့်ပြည်သူများအနေဖြင့်စစ်ကောင်စီတပ်၏လေကြောင်း drone နှင့်လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုမှရှောင်ရှားရန်စီရေးတတိအမြဲရှိရန်လိုအပ်ကြောင်းထက်လောင်းအသိပေးထားပါတယ်။ ထို့ပြင်ဒနုပြည်သူလွတ်မြောက်ရေးတပ်တော် DPLA လှုပ်ရှားနေသောရက်စောက်မြို့နယ်ကြောက်ကူတိုင်နယ်ခြေရွာအနီးရှိခြေရွာများတွင်စစ်ကောင်စီတပ်ကအစိမ့်ငွေပုံးများလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း DPLA ကယနေ့မေလ22ရက်သတင်းထုတ်ပြန်ပါသည် ရှမန်ဒီမေလ20ရက်နေ့လယ်နေ့မွန်းလယ်ပိုင်းတွင်စစ်ကောင်စီကအစိမ့်ငွေပုံငါးလုံးကျေချခဲ့ပြီး DPLA တပ်များရှိရာလက်နက်ကြီးဖြင့်နှလုံးပစ်ခတ်ခဲ့တယ်ဟုဖော်ပြပါရယ်စစ်ကောင်စီတပ်သည်နိုင်ငံတကာမှအတားမြစ်ကန့်သတ်ထားသောအစိမ့်ငွေပုံများအသုံးပြု၍ဆက်ရဇဝတ်မှုဥပဒေချိုးဖောက်မှုများမကြာခဏပြုလုပ်လျက်ရှိပြီး DPLA မဟာမိတ်များ DNLA တပ်များထိန်းချုပ်ထားသောနေမြေတွေလည်းဤသူလူထုအပြစ်မှတ်ထားကလေချောင်းတိုက်ခိုက်မှုများပြုလုပ်နေသည်ဟုထုတ်ပြန်သည် ။ချောက်ကူတိုက်နယ်ကျေးရွာအနီးတွင်စစ်ကောင်စီကလက်နက်ကြီးများဖြင့်ရန်တမ်းပစ်ခတ်ပြီးထိုးစစ်ဆင်တိုက်ခိုက်မှုများပြုလုပ်နေကြောင်းလည်းဖော်ပြပါရယ်။စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုဒေတာရင်းစစ်ရေးအခြေအနေများနှင့်ပတ်သက်ပြီးမေးမြန်းရန် GPLA အဖွဲ့ပြောရေးဆိုခွင့်ရှိသူအားဆက်သွယ်ထားဆဲဖြစ်ပြီးအဆက်အသွယ်မရသေးပေ။ဆလဘီအိန္ဒိယစစ်တပ်ကတိုက်ပွဲမဖြစ်ပွားဘဲတမူခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်ရဲဘော်၁၀ဦးကိုဖမ်းဆီးခေါ်ဆောင်နှိပ်စက်တပ်ဖြတ်ခဲ့မှုစီစစ်တွေ့ရှိရတဲ့ဟု NUG ထုတ်ပြန်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ အိန္ဒိယစစ်တပ်ကတိုက်ပွဲမဖြစ်ပွားဘဲတမူခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်ရဲဘော်၁၀ဦးကိုဖမ်းဆီးခေါ်ဆောင်နှိပ်စက်တပ်ဖြတ်ခဲ့မှုစစ်စစ်တွေ့ရှိရကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံသားရေးဝန်ကြီးဌာနကတရင်ထုတ်ပြန်ပါရယ်။မေလ၁၄ရက်နေ့စကိုင်းတိုင်းကမတ်ကြီးဂျေးရွာအနီးမြန်မာအိန္ဒိယနှစ်နိုင်ငံနေဆက်မြန်မာပြည်ဘက်ချမ်းဒါ යි စကန်တို့ရွှေပြောင်းတာဝန်ထမ်းဆောင်နေသောတမူးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖရဲဘော်၁၀ဦးစလုံးသည့ စခန်းမှပျောက်ဆုံးသွားပြီးအိန္ဒိယနိုင်ငံနေဆက်လုံခြုံရေးတပ်ဖွဲ့ဖြစ်သည့် Athan Rifle တရင်တချန်ဒူခရိုင်မဏိပူရပြည်နယ်ကမေလ16ရက်နေ့တွင်ရုပ်အလောင်းဆယ်လောင်းကိုမဲပြောင်းလာကြောင်းသိရှိရပါသည်။ဒီပြင်အခြေအနေစစ်ဆေးမှုများအစီရင်ခံစာတွေ့ရှိချက်များဆွေးနွေးတွေ့ရှိချက်များအရာဖြစ်စဉ်အမှန်သည်အိန္ဒိယနိုင်ငံမီဒီယာများကရေးသားဖော်ပြနေသကဲ့သို့ထိတ်တန့်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခြင်းမရှိကြောင်းတမူခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖရဲဘော်စေဦးမှအိန္ဒိယနိုင်ငံဗတ်ချန်းတွင် ထိတ်တဲ့ရဆိုင်တိုက်ပွဲဖြစ်ပွားကကြာဆုံးခြင်းမဟုတ်ပဲယာယီစကန်ရွှေပြောင်မှုများကိုသတင်းကြိုတင်ပေးပို့ထားသည့်ကြားကပင်အိန္ဒိယစစ်တပ်အာတန်ရိုင်ဖယ်တပ်ရင်းတင်းချန်ဒီခရိုင်မရီပူရာပြည်နယ်ကအကြောင်းပြချက်မခိုင်လုံစွာဖြင့်ပါကဖရဲဘော်များကိုဖမ်းဆီးခေါ်ဆောင်နှိပ်ဆက်တိုက်ဖြတ်ခြင်းခံရသည်ဟုသုံးသက်တွေ့ရှိရကြောင်း NUG ကဆိုပါတယ်။အဆိုပါအလောင်းများပြန်လည်တောင်းခံယူရတွင်လည်းအိန္ဒိယစစ်တပ်ကကာဂျီပါကဖရဲဘော်များကအိန္ဒိယနယ်နိမိတ်အတွင်ဝင်ရောက်ကစတင်တိုက်ခိုက်သောကြောင့်နှိမ်နှင်းခြင်းခံရကြောင်း ခါခွေနောက်နောက်နိုင်ငံနယ်နိမိတ်ခြံစည်းရိုးခတ်မှုကိုမကန့်ကွက်ရဲသဘောတူပါကြောင်းစသည့်အချက်များအားမြန်မာဘက်မှလာရောက်သည့်တာဝန်ခံများကိုခေါ်ယူကာ PRP လက်မှတ်ထိုးခိုင်းစီပြီးမှလွှဲပြောင်းပေးကြကြောင်းသိရပါတယ်။မြေပြင်စစ်စစ်တွေးရှိချက်များအပေါ်အခြေခံလျက်အိန္ဒိယနိုင်ငံအစိုးရအနေဖြင့်ကာချီအမှုမှန်ပေါ်ပေါက်ရေးဆောင်ရွက်ပြီးရန်ခါခွေအိန္ဒိယကိုစန့်ကျင်တိုက်ခိုက်နေသူများမဟုတ်ဟုသိရှိပါလျက်ရက်ဆက်သွားတပ်ပြတ်ချင်းအပေါ်တာဝန်ယူမှုရှိစွာဖြင့်စုံစမ်းစစ်ဆေးအပြစ်ပေးအရေးယူဖြေရှင်းရန်ခါငယ်နှင်းနာမှုများအတွက်တာဝန်ယူ ဆောင်ရွက်ပေးပြီးနိနာသူမိသားစုများအားနိနာကြေးပေးဆောင်ရန်ခါကြီးနောက်တွင်အလားတူကိစ္စများမဖြစ်စေရေးအတွက်စီမံဆောင်ရွက်ပေးရန်ငါနှစ်နိုင်ငံနယ်ကြားစည်းညီနိုင်မှုမပြီးပြတ်သေးသည့်ကာလတွင်တစ်ဖက်သက်ခြံစည်းရုတ်ခတ်ခြင်းအားယာယီရက်ဆိုင်ထားခြင်းဖြင့်ယခုကဲ့သို့ဖြစ်စဉ်များအားရှောင်လွှဲရန်တို့ကို NUG ကတောင်းဆိုထားပါသည်။ NUG အနေဖြင့်ယခုဖြစ်ပွားမှုသည် အိန္ဒိယနိုင်ငံအစိုးရ၏ဘူဝါဒသဘောထားယက်တီချက်တစုံတရာကိုကိုစားပြုခြင်းမဟုတ်ဟုယုံကြည်ပါကြောင်း NUG အနေဖြင့်ရခင်ပေးပို့ထုတ်ပြန်ထားသည့်မိမိတို့၏ဘူဝါဒအတိုင်းအိန္ဒိယချင်းနိုင်ငံအကြားဆက်ဆံရေးကိုအရှိရှိရှုလျက်နေဆက်ဒေတာကိစ္စရပ်များတွင်အတက်နိုင်ဆုံးပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းယခုထုတ်ပြန်ချက်မှာမြန်မာပြည်သူများ၏ဆန္ဒသဘောထားလည်းဖြစ်သဖြင့်အိန္ဒိယနိုင်ငံအစိုးရအနေဖြင့်အလေးထားဆောင်ရွက်မည်ဟုယုံကြည်ပါကြောင်းနှင့်အမှုမှန်မပေါ်ပေါက်ခဲ့ပါကဖြစ်ပေါ်လာမည့်ကိစ္စများတွင် NUG အနေဖြင့်ကင်တွယ်ဖြေရှင်းရန်ခက်ခဲမည်ဖြစ်ပါကြောင်းအထူး ေတ္တာရက်ခံတောင်းဆိုထားသည်မြန်မာနိုင်ငံအတွင်းရှိမိဘပြည်သူများအိန္ဒိယနိုင်ငံအတွင်းရှိမြန်မာနိုင်ငံသားများအနေဖြင့်လည်းတမူခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖရဲဘော်များတပ်ဖြတ်ခံရမှုနှင့်ပတ်သက်၍အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်သက်ဆိုင်ရာအိန္ဒိယအစိုးရနှင့်ပူးပေါင်းဆောင်ရွက်နေမှုအားသိရှိနားလည်ယုံကြည်ကအခြားမလိုလားအပ်သောနှစ်နိုင်ငံချင်းချင်းရေးကိုထိခိုက်စေမည့်ကိစ္စများ အထူးသဖြင့်နေဆက်ဒေသရှိတော်လန်ရေးဖွဲ့များအနေဖြင့်လည်းနိုင်ငံကြီးသားမပီးသားသည့်မြည်သည့်ဆောင်ရွက်ချက်များကိုမှမပြုလုပ်ရန်မြန်မာအိန္ဒိယနှစ်နိုင်ငံနေဆက်ဒေသအတွင်းမူရေးစေဝါတရားမဝင်ရောင်းဝယ်တည်ဆောက်မှုထိန်းချုပ်ရေးအပါအဝင်တရားဥပဒေစိုးမိုးရေးကိစ္စများကိုသက်ဆိုင်ရာအဖွဲ့အစည်းများနှင့်အစဉ်တစိုက်ပူးပေါင်းဆောင်ရွက်ကြရန် NUG ကမြစ်တာရက်ခန့်ချပါတယ်ကျမရဲ့တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။